ဝါဟုခောက်ဆွဲကိုရတာရှိရှိလေးတုပ်စားကြမယ်နော်ပထမအဦးဆုံးစီပူလာရီဆိုတာနဲ့ကျက်သွန်မြူလေးစီတက်လိုက်ပါတယ်ကျက်သွန်မြူစီတက်ပြီးဆိုတာနဲ့ကျက်သားလေးတိ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 လေးတွေတုံးထားလေးတွေထည့်လိုက်ပါတယ်ဒီရနဲ့ကြက်သားလေးအရောင်ကြောင်းကဒီဒီနှိမ်မှာဖြစ်ပါတယ် ချက်သားလေးအောင်ပြောင်းသွားပြီဆိုလို့ရှိရင်ခင်းညင်ဒီနှလုံးလောက်ကိုထည့်လိုက်ပါတယ်ကျက်သားရဲ့ညီနဲ့ရဲ့ခင်းညင်ဒီအနဲ့ရဲ့ပြောက်ပြီးစွာနဲ့အယောင်ဒီအနဲ့ငယ်ကျက်သားမုံနေနဲ့ပြီးရောငံပြရည်ရဲ့ထည့်လိုက်ပါတယ်ထည့်ပြီးရောကျမတို့ကငံပြရည်အနဲ့ပြောက်တည်ပြီးမှုမှာဖြစ်ပါတယ် ။မမြိုင်အိမ်နဲ့လဲပြောက်ပြီးကြက်သားနဲ့ခင်းညင်ပြီးလဲတသားရဲဖြစ်ပြီးဆိုတာနဲ့ရေလေးနည်းနည်းလေးထည့်လိုက်ပါမယ်။ဒါမှခင်းညင်ပြီးရောကြက်သားရောနူးနှက်သွားမှာမို့လို့ပါ။ကဲဒါဆိုရေကုန်ပြီးစီပဲကြက်နဲ့အထီးထားထားတဲ့ကြက်သားနဲ့လေးကြက်သားအနစ်ချက်လေးရပြီပေါ့နော်။စလုံးတစ်လုံးထဲမှာငုံသီးခွဲချံတစွန်းခွဲလောက်ထည့်လိုက်ပါတယ်ပြီးတော့ကျက်သွမ်းမျိုးထောင်းထားတာလေးထည့်တယ်နှမ်းထည့်တယ်ပြီးတော့ကျက်သွမ်းမိန်နဲ့နန်းနန်းပင်နဲ့ထည့်လိုက်ပါတယ် ထည့်ပြီးရောစီပူလေးလောင်းလိုက်ပါတယ်လောင်းပြီးဆိုလို့ရှိရင်ဒါဆိုမြေုပ်စီလေးရပြီပေါ့နော်ကျမကဝါဥကိုအချိန်3နိုင်4နိုင်လောက်စိမ့်ထားတာပေါ့နော်စိမ့်ပြီးသားဝါဥကိုမှပြန်ပြုတ်တာပါမဟုတ်ရင်စားတဲ့ချိန်ကျနည်းနည်းလေးမာတယ်လို့ခံစားရလို့လေရေစိမ့်ပြီးတော့မှပြုတ်တာဖြစ်ပါတယ်ကဲဝါဥလေးကိုပြုတ်ပြီးဆိုတော့ဇလုံးတစ်လုံးနဲ့ထည့်မယ်ပြီးတော့သခွားသီးရဲ့ခါကျုပ်ရဲ့ချစ်ထားလေးရဲ့ထည့်လိုက်ပါတယ် ပြီးတော့ခုနကချက်ထားတဲ့အနှစ်လေးတွေပေါ့နော်ဒါငရုတ်စီချက်ထားတာပေါ့နော်ငရုတ်စီအနှစ်လေးတွေနှစ်စုံသုံးစုံလောက်ထည့်လိုက်ပါတယ်ရုပ်စီနှစ်လေးထပ်ပြီးဆိုတာနဲ့ကျက်သွန်မိတ်လေးနည်းနည်းလောက်ထပ်ထည့်လိုက်ပါတယ်။ပြီးရနဲ့ခရညင်တီကျက်သွန်နဲ့ဒီမှာချက်ထားတဲ့ကျက်သားနှစ်ချက်လေးထည့်လိုက်ပါတယ်။ ပြီးရနဲ့စက်သားမုံလေးတစုံကွဲလောက်ထည့်လိုက်တယ်ပေါ့နော်ထင်ပြရနဲ့တမအောင်ဝေပါမယ်ဒီညမှာကျမဝါအုပ်ဆိုတော့အဲအရန်မနေဘူးပေါ့နော်ဖွားဖွားလေးပဲတမအောင်နေမှာပါဟုတ်ကဲ့ဒီလိုပေါ်နေပေါ်နေတယ်ဘဝမှာဒီလိုကိုလောက်ကဟောနေပါနိုင်လို့ဆက် ကဲဒါဆိုလို့ရှိရင်အရန်အရသာရှိပြီးစားလို့ကောင်းတဲ့ဝါဟုခေါက်ဆဲတုပ်လေးရပါပြီအားလုံးပဲကျေးဇူးပါ